ီခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်ရဲ့မြေဦး Family YouTube Channel လေးကနေကြံလေကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြခြင်းမှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာကြီးဆရာဆရာကြီးမင်းသိန်းခါဤစာပလင်းနေမောင်နဲ့ပြဆွဲသောမိုးဆိပ်ဆိုတဲ့ဝတ္ထုစာကိုအပိုင်း၃နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နှင့်အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာ ျွန်တော်နဲ့ကိုနေမောင်သည်ထိုးစရီကလေးဤရှိ၌ထိုင်ရလေ၏ကိုနေမောင်၏ခမည်းနဲ့ပြန်ကိုလူတယောက်တော့ CND ကိုရောက်နေပြီဗျာသူကလည်းခမည်းနဲ့ပညာချင်းပြန်လို့တဲ့အကြောင်းအတိအလင်းကြီးညာတယ်ဗျာခုကျွန်တော်ကပြောလိုက်ရာကိုနေမောင်ကတစုံတရာပြောဆိုခြင်းမပြုဘဲပြုံးယုံမြတာပြုံးလိုက်လေ၏ဒါနဲ့ပြောရအောင်မေရွှေကုန်တိုင်းခြံနံဘက်ကွက်လက်မှာလူသက်မှုဖြစ်တယ်ဗျာ ဟုအစရှိကကျွန်ုပ်သည်လူသားမှုအကြောင်းကိုကိုနေမောင်အားအစဆုံးပြောခဲ့လေ၏ကိုနေမောင်လည်းကျွန်ုပ်ပြောပြသည်ကိုစိတ်ဝင်စားစားဖြင့်နားထောင်လေ၏တွနောက်မှမေလိုသောမေခွန်းအချုပ်ကိုမေးမြန်းလေ၏လူသားသမားရဲ့ကော်ပီစာအုပ်ထဲကလင်္ကာအကြောင်းပြန်ပြီးပြောပါအောင်ခံပြီးဟုစာပလင်နေမောင်ကပြောလေ၏အခင်းဖြစ်ွားတဲ့အိမ်ကိုဗဟန်ကက်ကရာဇူးအုပ်ကိုမြဖေကအရင်ဆုံးရောက်သွားတယ်ဗျအဲ့ဒီမှာ လူသသမာကြံခဲ့တဲ့လွယ်အိတ်ကိုတွေ့တော့လွယ်အိတ်ထက်ကပစ္စည်းတွေကိုထုတ်ယူကြည့်တယ်။အဲ့ဒီမှာကော်ပီစာအုပ်နဲ့ရေးထားတဲ့လင်္ကာကိုတွေ့တယ်။ဒါကိုကိုမြဖေကဥက္ကူကြီးကိုတယ်လီဖုန်းဆက်ပြီးအဲ့ဒီအကြောင်းပြောပြတယ်။ဥက္ကူကြီးကကျုပ်ကိုပြောတယ်။ကျုပ်ကလည်းအဲ့ဒီလင်္ကာကိုရေးမှတ်ထားပြီးအခုခမရကိုပြောတာ။ဟုတ်ကျွန်တော်ကရှင်းပြလေ။အဲ့ဒီလူသသမာကြံခဲ့တဲ့ပစ္စည်းကလေးတွေကိုကျုပ်ကြည့်ကျင်တယ်ဗျာ။အခု IB ပြောတာက သိပြီးမပြည့်စုံဘူးဗျာ။ ဥပမာဗျာဆွေလေးနေနေတွေ့ရသလိုသာဆိုတယ်ဘယ်လိုဆွေလေးလို့မပါဘူးဘာတစိတ်လို့လည်းမပါဘူးဓာမီကြီးတလုံးလို့သာဆိုတယ်ဓာမီကြီးကဘယ်လိုဓာမီကြီးလဲလူသမားကဘယ်လောက်ကြာကြာကင်သုံးခဲ့ပြီလဲဆိုတာခံမှန်းဖို့ခက်နေတယ်တကယ်ကတော့ဆွေလေးကလေးတလေးမိကြီးကလေးတလုံးကဟာကြည့်တတ်မြင်တတ်စဉ်းစားတတ်မယ်ဆိုရင်လူသမားရဲ့ရာဇဝင်တစ်ခုလုံးကိုမပြောနိုင်တဲ့အတိုင်းအောင်တဝက်လောက်ကိုပြောပြနိုင်တာမျိုးပဲအိမ်ပြီးခုကိုနေမောင်ကပြောသဖြင့် ဒီလိုဗျာခမရဒီမှာစောင့်နေကျုပ်မှာကပ်ပါတယ်အင်းစင် CND ပြန်ပြီးအဲ့ဒီ PC တွေယူခဲ့မယ်ကိုကျွန်တော်ကပြောလိုက်ရာကိုနေမောင်ကသဘောတူကြောင်းခေါင်းငင်း၍ပြလိမ့်ကျွန်တော်လည်းကိုနေမောင်ကိုထားခဲ့ပြီးနောက်အင်းစင် CND တို့စက်ကုံဖွင့်၍မောင်းနေကပြန်လာခဲ့ပြီးလင်စုံတော်မင်းကြီးမစ္စတာရှက်တဝက်ထံ၌ခွင့်တောင်း၍လူသက်သမကြံခဲ့သောလွယ်အိတ်ကိုယူပြီးကိုနေမောင်ထံသို့ပြန်၍လာခဲ့လိမ့်ကိုနေမောင်ကြီးဟောဒီမှာယူလာခဲ့ပြီပြော ခုစောကလွယ်အိတ်ကိုပေးလိုက်ရင်ကိုနင်းမောင်လည်းလွယ်အိတ်တွင်မှပစ္စည်းများကို ထုတ်ပြီးနောက်စက်ကူတရွက်ကိုချ၍ခင်းကလွယ်အိတ်ကိုခါရင်လွယ်အိတ်အတွင်း၌ကပ်၍နေသော အမုံအမွားအမိုက်အစာကလေးများကိုခါလေ၏ထို့နောက်အမုံအမွားကလေးများကိုကြည့်၍လူသကမဟာတောက်နေကြဆေးဘော်လေးပြက်သွားလို့ဆေးပင်လေးကိုလှီပြီးပွချွန်းဆေးလေးတောက်ခဲ့သေးရဲ့ဗျဒီမှာဆေးပင်လေးဆေးမုံလေးတွေတွေ့ရတယ်ပြီးတော့ခုစောကလွယ်အိတ်ကိုနမ်း၍ ငပိစင်းစားတင်တဲ့ဖလီကိုစီလာခဲ့တာဗျခုဆိုကလွယ်အတွင်းမှရရှိခဲ့သောဆေးဘောလေးကိုကောက်ယူ၍တစိ့ကိုကြည့်ရာဒေါ်အေးမီလက်ညှိုးထိုးတစိ့ဖြေကြောင်းတွေ့ရလျင်ဒီလူတလန်းလုံးပွချွန်းလေးတောက်လာတာဗျရန်ကုန်ရောက်မှာဟော်ဒီဆေးလေးကိုဝယ်တာခုပြော၍ပင်လိန်နေသောဒံမီကြီးကိုကြည့်ပြန်၏ထို့နောက်ဒံမီကြီးကိုထုတ်၍တက်စီထဲသောနေရာမှဝင်းကိုထုတ်ပြန်၏ဂွန်းလည်းမဟုတ်ဘူးဗျာ အညာဆောင်ကအစတွေလုံပြီးထစ်ထားတာဂုံးတော်ရှားတဲ့နေရာကပဲဗျာဒါတော့ပင်လယ်နေတဲ့မိကြီးကိုစွန့်မပြေသေးပဲတုံးတာဆိုတော့မြို့နဲ့အတော်ဝဲတဲ့နေရာကနေလာတဲ့လူပဲဗျာငပိဇောနန္ဒာရဲ့ဂုံးရှားတာရဲ့ကို ထောက်ရင်အညာဘက်ကိုခြံပြီးစဉ်းစားရမယ်ဗျာအောက်ပိုင်းပင်လယ်ကလာခဲ့တဲ့လူပဲခုကိုနေမောင်က ပြောကမိကြီးကိုဟိုဖြုတ်ဒီဖြုတ်ပြုတ်လို့၍ဟောဒီမှာမိကြီးကိုကြောက်ထဲဖို့ချွတ်တာချွတ်မရလို့သွားနဲ့ကြိုက်ပြီးချွတ်ထားတဲ့သွားရတွေပဲဗျခုဆိုပြန်ဤ ကြောက်ထွက်ပေါ်လားဗျာဓာတ်စီထဲဖို့လို့မဆုံနိုင်ဘူးလားဟုတ်ကျွန်တော်ကဝင်ရွေးထောက်လိုက်လေမဟုတ်ဘူးဗျာဓာတ်စီကခန်းနေပြီကြောက်ကအသိကြီးရှိသေးတယ်သွားကလည်းအသိကြီးဗျာကြောက်ထွက်ဖို့ပဲဖြစ်ရမယ်ခုစောကကိုနေမောင်သည်မိကျစ်ကိုပြန်၍ကြက်နေအောင်တိုက်ပြင်းလင်းသွားဖြင့်ကိုက်၍ချွေကြည့်လေတော်တော်သွားကောင်းတဲ့လူပဲဗျို့ကျောက်တော်မနဲ့ကြိုက်ပြီးချွေရတယ်ဟုဆိုပြန်၏ထို့နောက်လွယ်ရတွင်မှလုံကြီးနေတဲ့ကိုကြည့်၍ဟောရာကလျှော်ပြီးသားဟောရာကဝေပြီးသားပြန်ပြီးထက်ထလာ ဟောဒီဆွေကြီးကချော်ပြီးသားဟောဒီအင်ကြီးကဝေးပြီးသားဗျာဒီတော့လူသားသမားဟာဟောဒီအင်ကြီးနဲ့လုံကြီးကိုဝတ်ထားတဲ့အခါမှာသူ့ရဲ့လွယ်အိတ်ထဲမှာဟောဒီချော်ပြီးသားလုံကြီးနဲ့ဆွေကြီးပဲရှိရမယ်ခမားတို့ပြောသလိုတောင်ရှိပစိုးရင်ဘုံအင်ကြီးဆိုတာကတော့သူ့အဝတ်အစားတွေမဟုတ်ဘူးအဲ့ဒီတောင်ရှိပစိုးနဲ့ရင်ဘုံအင်ကြီးရတဲ့အခါမှာသူ့ရဲ့ဝိပိသားအင်ကြီးနဲ့လုံကြီးကိုမချော်နိုင်သေးပဲခောက်ပြီးထေထားရတဲ့သဘောဗျဒီတော့ရင်ဘုံအင်ကြီးနဲ့တောင်ရှိပစိုးကဒီကြမှာရတာ အမှန်ကဒီလူဟာလွယ်အိတ်တလုံးလွယ်ပြီးမြို့ကိုတက်လာတဲ့တောသားတရားပဲဗျ။တောနေရမှာလွယ်အိတ်တလွယ်လွယ်လုံနေပုံထောက်တော့ရန်ကုန်မှာတဲခုဖို့အသိမရှိသေးဘူးလို့ယူဆရတယ်။ခုရှေလျားစွာပြောလိုက်လေ။ကိုနေမောင်သည်စီကရက်ကိုထုတ်ပြီးနောက်ရှိုက်ခွာ၍စဉ်းစားရင်းဇပင်ကလေးလေးတက်လောက်ရှိတယ်ဗျ။စီမထက်တာကြားတဲ့ဇပင်မျိုးပဲ။ဟုကိုနေမောင်ကပြောရင်းလွယ်အိတ်အတွင်း၌ကပ်၍နေသောဇပင်ကြီးတစ်ခုကိုယူ၍ကျွန်တော်ဤလက်ပေါ်သို့တင်လိုက်လေ။ သို့နောက်ကိုနေမောင်သည်စီကရက်ကိုနှုတ်ခမ်းပြ၌တည်ပြီးမျက်စိကိုခက်ဆွေဆွေကလေးထား၍အနေငယ်မိကစဉ်းစားနေလေ၏စီကရက်မိကုံများမှာတလူလူတက်၍နေ၏တို့ချေ၌ဥကိုကိုကြီးသည်ခြေကိုဖော့၍နေရင်ကျွန်ုပ်အနည်းသို့ရောက်၍လာသဖြင့်ကျွန်ုပ်ကအတန်မထွက်ရန်နှုတ်ခမ်း၌လက်ညှိုးထောင်၍သတိပေးလိုက်ရလေ၏လူသက်သမားနဲ့အသက်ခံရတဲ့လူကြီးဟာတယောက်နဲ့တယောက်မသိကြဘူးဗျဟုတ်ကောင်နေမောင်ကပြောလိုက်ပြီလျင်ဥကိုကိုကြီးကိုမြင်၍သွားသဖြင့် ဘယ်ကနေပဲလို့ရောက်လာတာလဲဥပုဂ္ဂိုလ်ကြီးခုနှုတ်ဆက်လိုက်လေဥအောင်တင်တရားသက်သေးကံလွယ်အိတ်ကိုယူပြီးထွက်သွားတယ်လို့ကြားလာနေကျုပ်ကအတက်သိတယ်ဗျကိုလုံးမောင်စီသွားတာဖြစ်ရမယ်လို့ဒါနဲ့ကျုပ်လည်းကားတစီယူသူ့နောက်ကလိုက်လာတာသွေးစည်းကံမုံနှမ်းမှာဥအောင်တင်ကရထတာတွေ့ရတော့ကျုပ်လည်းဖျားပေါ်တက်ပြီးလိုက်ချတော့တာပေါ့ဗျာခုဥကိုကိုကြီးက တဟဲရရင်ပြောလိုက်လေလူသက်သမားနဲ့အသက်ခံရတဲ့အင်ရှင်ဖိုးကြီးဟာတယောက်ကိုတယောက်မသိကြဘူးဗျာ ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့လင်္ကာထဲမှာနာမည်မပါဘူးဗျာဗိုက်ဘူးဆိုတဲ့နံစားကိုတုံထားတယ်ပြီးတော့ချန်ဆောင်ကြီးကိုလည်းလူမဲလို့နံစားတုံးတယ်ပြီးတော့သူ့ရဲ့လင်္ကာရာဆိုရင်အဟုတ်နှစ်တာကကောင်မလေး၄ယောက်လာတာကဗိုက်ဘူးကြိုက်တာယူပါဆိုပြီးပြိလိုက်ရတာကငါဆိုတဲ့ဗိုက်ကအတော်ကလေးဆန်းနေတယ်ကောင်မလေး၄ယောက်ကိုကြိုက်တာယူပါဆိုပြီးဗိုက်ဘူးကြီးကိုပြိလိုက်ရတယ်ဆိုပဲမဟုတ်ပါလို့ရောဒီကောင်ဟာလူသတ်မှုမဖြစ်ခင်ညမှာပြည်သာအင်ကိုရောက်သွားလိမ့်မယ် ဟုကိုနေမောင်က ပြောလေကောင်းကောင်းမဖြစ်နိုင်ဘူးလားဗျာဟုကျွန်တော်ကမေးလိုက်လေအဟုတ်နေတာကကောင်မလေး၄ယောက်ဆိုတဲ့စာကိုထောက်ရင်ကောင်းမဖြစ်နိုင်ဘူးဗျာကောင်မလေး၄ယောက်ကိုတွေ့ရလို့အာရဝန္တာရေးထားတဲ့စာမျိုးဗျာကောင်းဆိုရင်ကောင်မလေး၄ယောက်ကိုဘာမှချီးမွမ်းခံဖွဲ့စရာမလိုဘူးပြီးတော့ရောက်လာတာဘိုက်ဘူးကြိုက်တာယူပါဆိုပြီးပြေးလိုက်ရတာကငါလို့ဆိုထားတော့ပြည်စာအိမ်ကိုသူကအရင်ရောက်လာမယ်ဘိုက်ဘူးကနောက်မှရောက်လာလိမ့်မယ် ပြီးတော့သူကဘိုက်ဘူးကိုဦးစားပေးလိုက်ရတဲ့သဘောပါတယ်ဗျ။အဲ့ဒီအချက်ဟာဘိုက်ဘူးကိုဘယ်သူဘယ်ဝါဆိုတာသိနေတဲ့သဘောပဲ။နာမည်ကိုမသိဘူး။လူကိုတော့သိနေတယ်။သိနေတဲ့လူကတော့ကတက်လာတဲ့သူ။အသိခံရတဲ့လူကမြို့ကလူ။ဒီအချက်ကိုလေးလေးနက်နက်စဉ်းစားရင်အရေးကြီးတဲ့ကွင်းဆက်ကလေးတခုရနိုင်တယ်။ခုကိုနေမောင်ကပြောလေ။ဒေါနကိုနေမောင်ကဆန်းဆောင်ကြီးကိုတွေ့ကျင်တယ်ဗျာ။ဟုဆိုတဲ့ပြန်ဥက္ကကိုကြီးကသူခေါ်ပေးမည်ဟုဆိုကထွက်သွားပြီလင်မြားမကြမီ၌ ်ခြံဆောင်ကြီးနှင့်အတူပြန်၍ရောက်ရှိလာလေ၏ခြံဆောင်ကြီးနာမည်ပဲလို့ခေါ်တယ်လေခုကောင်လေးမောင်ကမေးလိုက်လေ၏ဘာကြော်လို့ခေါ်ပါရဲကဲကိုဘကြော်တခုလိုထင်ပြီးနောက်ကပြေးလိုက်ခဲ့တဲ့လူကိုအဲ့ဒီလိုမလိုက်ရခင်မှာမြင်ဘူးလားမြင်မှုပါတယ်လို့ပြည့်တွေကိုပြောလိုက်သားပဲမြင်မှုတာတော့ဟုတ်ပါပြီဘယ်တော့ကမြင်မှုတာလဲလူသားမှုမဖြစ်ခင်တရက်ကမြင်မှုတာဒီကောင်ကိုကောင်းကောင်းကြုတ်မှတ်မိတယ်အဲ့ဒီနေ့ကခြံဝကိုရောက်လာပြီးအင်ရှင်နဲ့တွေ့ကျင်တယ်လို့ပြောတယ် ကျုပ်ကဘာကိစ္စလဲလို့မေးတော့ခမည်းကအင်ရှင်လားတဲ့ကျုပ်ကတော့ငေါက်လိုက်သေးတယ်အဲ့ဒီတော့ကတော့အဝတ်စားကစုပ်စုပ်ပြက်ပြက်နဲ့လွယ်တလုံးပါတယ်အဲ့ဒီနေ့ကသူဝတ်လာတာဟောဒီလုံကြီးနဲ့ဟောဒီအင်ကြီးပြဟုတ်စောကကွန်နဲ့မောင်က လွယ်ရတွင်းမှအင်ကြီးနဲ့လုံကြီးကိုထုတ်ပြလိမ့်ဟုတ်ပါလိမ့်မယ်အဲ့ဒါတော့ကိုဟောင်းနှံစုပ်ပြက်နေတဲ့အဝတ်စားပါပဲသူကဘာပြောသလဲခြံရှိမှာကျက်တီမင်္ဂလာပေါင်းနဲ့ပြည်စုံတဲ့သူတယောက်ရောက်နေတယ်လို့အင်ရှင်ကိုပြောလိုက်ပါဆိုလို့ ကျုပ်လည်းအိမ်မော်ကိုတက်ပြီးဥပါလီကိုသူပြောတဲ့အတိုင်းသွားပြီးပြောတယ်အင်ရှင်နာမီကဥပါလီတဲ့လားဟုတ်ပါတယ်ဥပါလီကဗာပြောတယ်လေဘယ်သူပါလဲင်းတဲ့ဘယ်သူပဲဖြစ်ဖြစ်လေကျက်သေးမင်္ဂလာရှိတဲ့သူဆိုတော့တကားဖွင့်ပေးလိုက်ပါလို့ပြောတယ်အဲ့ဒီတော့ခမ ्या ကတကားဖွင့်ပေးလိုက်ရောဆိုပါတော့ဟုတ်ပါတယ်တကားဖွင့်ပေးလိုက်တော့သူကအိမ်ပေါ်တက်သွားတယ်ဥပါလီနဲ့စကားတွေပြောတယ်သူပြန်သွားပြီးတာတော့ဘယ်အချိန်ပြန်သွားမှမသိပါဘူး ုခြံဆောင်ဥပကျော်ကပြောလေနေသားမောင်ဥပကျော်ခမရဲ့အင်ရှင်ကလည်းဗျာကိုနဲ့မတီးပဲနဲ့ဘာဖြစ်လို့ဝင်ဝင်ပေးတာလဲခုကိုနေမောင်ကမေးလိုက်လေဒီလိုဗျာဥပလီကအတိတ်နှမိတ်ကိုသိပြီးယုံကြည်တာဟိုကောင်ကစက်တီမင်္ဂလာရှိတဲ့လူလာပြီလို့ပြောလိုက်ပါဆိုတော့ကျုပ်ကလည်းအဲ့ဒီတိုင်ပြောလိုက်ရောဥပလီကစက်တီမင်္ဂလာရှိတဲ့လူဆိုရင်ဖွင့်ပေးလိုက်ပါလို့ပြောတာဗျာဥပလီကသူ့အိမ်ရှိမှာစက်တီမင်္ဂလာမရှိတဲ့တခြင်းတွေဘာတွေဆိုသွားရင်တော့ထွက်ပြီးရိုက်တာဗျာ သူကတကယ်ကိုအတ္တနိမိတ်ဘက်မှာအယူသေးတဲ့လူစားဟုတ်ချန်ဆောင်ကြီးကပြောပြန်၏ကောင်းပါပြီကိုဘကျော်ပြန်နိုင်ပါပြီဟုတ်ကောင်းနေမောင်က ပြောလိုက်လေဥကိုကိုကြီးကချန်ဆောင်ကြီးကိုလိုက်၍ပို့ရလေကိုနေမောင်ကလက်ကိုနောက်ပြေး၍ခေါက်တော့ခေါက်ပြန်လမ်းလျှောက်ရင်းအဆင့်ကလေးတစ်ဆင့်လိုးနေတယ်အဲ့ဒီအဆင့်ကလေးကတော့ကံကံသဘောဆွေပြီးလှုပ်ကြည့်ရမှာပဲအိုင်ပြီ ဟုတ်ပြောလိုက်လေခမားပြောတယ်ဟာနုမန်စရိတကျမ်းနဲ့ကံကံပါလားဗျာ ခုကျွန်တော်ကပြောလိုက်ရာကိုနေမောင်ကသဘောကျသွားရေမော၍ကန်ဆမ်းမယ်ဆိုပေမဲ့ဒီလိုကန်ဆမ်းမျိုးမဟုတ်ပါဘူးဗျသဘောဝကျတဲ့ကန်ဆမ်းမျိုးပါအိမ်ပြီခုပြောကစီးကရက်ကိုထုတ်၍မိညိပြန်၏ဘယ်လိုသဘောဝကျတဲ့ကန်ဆမ်းလဲဗျရှင်းစမ်းပါဦးဒီလိုဗျလူသားသမားဟာတော့ကတက်လာတဲ့ဒေါသတယောက်ဗျဒေါသများဟာရန်ကုန်ရောက်ရင်ရွှေကုံဖျားကြီးကိုမတော်ပဲမနေဘူးဗျ ဖီလူကုံဘုရားကိုသွားဘုရားပါဘူးပြီးရင်ဘုရားဘော်ကဆင်းပြီးသမင်းကံမှာသမင်းဝင်စားမယ်ပြီးတော့မှတရိတ်ဆိုင်ယုံသွားလိမ့်ရှိတယ်ဗျသူ့ရဲ့လင်္ကာထဲမှာလည်းသမင်းညနာကခြွေတာရေးသမင်းဆိုင်လို့ပါသေးတယ်မဟုတ်လားအဲ့ဒီအတွေ့ဟာမှန်ရင်လည်းမှန်ပဲမမှန်ရင်လည်းမမှန်ဘူးပေါ့ဗျာဒါကြောင့်ကန်စန်းလို့ပြောတာပေါ့လာဗျာဗဟန်းဘုပ္ပဆင်းပြီးသမင်းဆိုင်တွေရှိတဲ့နေရာကိုသွားရအောင်ခုစောကကိုနေမောင်ကထွက်သွားသဖြင့်ကျွန်တော်လည်းနောက်မှလိုက်ခဲ့ရလေတော့ဤ ဘုရားခြေတော်ရှင်တို့ရောက်လျင်ရင်းနေသမားလူများထံသို့သွားပြီလျင်ကိုနေမောင်ကကောင်းပောင်းရင်ဘုံအင်ကြီးတောင်ရှိပစိုးနဲ့လူတယောက်ကိုဒီတရက်နှစ်အတွင်းမှာမြင်းနေနဲ့တင်ခဲ့ဘူးပါသလားခုမေယာမြင်းနေသမားတယောက်ကတင်ခဲ့ဘူးပါတယ်ဒီလိုပါဆရာအဲ့ဒီလူနာမည်ကမောင်ဖိုးကိုလို့ခေါ်ပါတယ်တောသားတယောက်ပါဟုတ်ဟုတ်ချူတာကြီးထင်းမင်းဆိုင်မှာကျွန်တော်ရဲ့ဗဇံရဲနဲ့ဆုံကြတာပါအာတိအတာရှင်းတော့တော့နဲ့လူပါဗျာ လက်စည်းရီကိုတောင်ဟင်းချုံမဲ့လို့တောက်တဲ့လူသားမျိုးပါကျွန်တော်တို့ကသူ့ကိုနောက်ကြောင်ပြီးကိုလူအလုလိုချင်ရင်ရွှေကုန်းနိုင်ချံအမှတ်ကွက်လက်ကိုသွားအဲ့ဒီကအလုသမားတယောက်လိုချင်နေတယ်လို့သူ့ကိုကြောက်တွန်းလိုက်တာပါအဲ့ဒီရောက်ရင်အင်ရှင်ဖိုးကြီးကိုအထက်စီးကနေလေတလုံးမိုးတလုံးနဲ့ပြောပြတော့လို့တောင်ကျွန်တော်တို့ကမှားလိုက်ပါတယ်အဲ့ဒီချံကအဖိုးကြီးကသိပ်ပြီးစိတ်တို့ရတာဗျာအင်းရှိမှလမ်းလျှောက်ပြီးတချင်းဆိုတဲ့လူတောင်ထွက်ပြီးရိုက်တာကလားခင်ဗျာဟုတ်မြေမြေသမားတအူးကပြောလေအိုက်စိတ်ကုန်နေမောင် ခမကန်စန်းကတော့အောင်ပါလီပေါက်နေပြီပဲဒါနဲ့နေစမ်းမအောင်ထမင်းတိုင်ကိုမေးမယ်ဆိုပြီးဘာဖြစ်လို့မြင်းနေဆရာကိုမေးရတာလဲခုကျွန်တော်ကမေးလိုက်ရကိုနင်းမောင်ကကူညီပေးတာကမြင်းနေဆရာတွေလို့သူ့ရဲ့လင်္ကာထဲမှာပါတယ်မဟုတ်လားခုဆိုလေထို့နောက်ကိုနင်းမောင်ကပင်ဆက်၍မေးမြန်းပြန်လေအဖိုးကြီးစီလွတ်လိုက်တော့ဘာဖြစ်တယ်လဲဗျာပြောပါဦးအဖိုးကြီးကသူ့ကိုသဘောကျပြီးတောက်တူမေရခိုင်းဖို့အလုပ်ခန့်လိုက်တယ် ။နောက်ပြန်အလုတ်ကိုလာရင်မင်္ဂလာရှိရှိဒီအင်ကြီးအဝတ်စားသစ်တွေဝတ်ခဲ့ဖို့ပြောတော့ဒီလူကသူ့မှာအင်ကြီးဝတ်စားသစ်မရှိကြောင်းအဖိုးကြီးကိုပြောတယ်အဲ့ဒီတော့မှအဖိုးကြီးကခေါင်းပေါင်းရင်ပုံးအင်းကြီးတောင်ရှိပစိုးဗန်ပရှူအပြည့်စုံပေးလိုက်တာအဲ့ဒါတို့ဝိပ္ပီဟော့ဟိုချူတာကြီးထင်မင်းဆိုင်ကိုရောက်လာတယ်ဒီညအိတ်ဖို့နေရာမရှိဘူးလို့ပြောလို့ကျွန်တော်တို့သူ့ကိုမြင်းလင်းနဲ့တင်ပြီးတောင်ွေကဇင်အင်ကိုကျွန်တော်တို့အတော်အင်ဆိုပြီးတွားပို့တာသူ့ခမညာအဟုတ်မှတ်လို့အဲ့ဒီအင်တက်သွားလေရဲ့ဗျာ အမှန်ကတော့ဒီလူဟာလူနှုံလူအပ်တယောက်ပါဗျာကျွန်တော်တို့ကကြည်စားလိုက်တာအခုတော့အဖိုးကြီးအသက်ခံရတယ်လို့ကြားရရဲ့တောင်ရှိပစုံးတဲ့လူလည်းတရားခံဖြစ်နေတယ်လို့ကြားရရဲ့ဆရာရဲ့ဟုတ်မြင်လဲဆရာက ပြောလေသူ့နာမည်ကဟုတ်ကောင်းနေမောင်ကမေးလိုက်လေမောင်ဖိုးကလို့ပြောပါတယ်လူကခင်မင်းဆရာပါဗျာအဲ့ဒီညဏ်တွေကသူ့ရဲ့မိခင်မှာကြောက်ကုန်နေလို့ကျွန်တော်ကမိခင်ကြောက်တွေပါလို့တောင်ပြေးလိုက်သေးရဲ့ဒီလူကဆေးလေးသိကြိုက်ပုံရတယ် နောက်တိနောက်တော့ ਨੇ ပျော်ပျော်နေတတ်တယ်လူပဲဗျာလူတော့အသက်ဝင်မဲ့လူစားမျိုးမဟုတ်ပါဘူးဟုတ်မြင်လဲဆရာကဆိုလေဤခင်ဗျားတို့နာမည်ကဟုတ်ကောင်းလေးမောင်ကမေးပြန်ဤကျွန်တော်ကမောင်သိမ့်ပါသူကဗဆန်လို့ခေါ်ပါတယ်ကောင်းပါပြီကိုသိမ့်နဲ့ကိုဗဆန်ဤကျေးဇူးတင်ပါတယ်ဗျာကျွတ်တို့မြန်မာလူမျိုးများအမှုဆိုတာသိရင်လဲမသိဘူးပြောတာပဲမြင်ရင်လဲမမြင်ဘူးပြောတာပဲတက်သေးလိုက်ရမှာကြောက်တဲ့လူမျိုးဗျာခင်ဗျားတို့ကတော့ဒီလိုမဟုတ်ဘူးတိတိလောက်မြင်တဲ့လောက်ကိုဝင်ပြီးပြောပေါ်ရတယ် အခုလိုကူညီတာဟာကျုပ်ကိုကူညီတာတဲ့တရားဥပဒေကိုကူညီရရောက်ပါတယ်ဗျာဟုတ်ပြောဆို၍ချီးမွမ်းပြီးနောက်ကိုနင်းမောင်သည်ရှေ့သို့ဆက်၍လျှောက်သွားလေတော့ဤဟုတ်ပါရဲ့ဗျာကိုနင်းမောင်ပြောမှပဲကျုပ်လည်းသတိပြုမိတော့တယ်မြန်မာလူမျိုးဟာတက်သေးလိုက်ဖို့သိကြောက်တဲ့လူမျိုးဗျာရုံမြင်ကနာကိုတော်တော်ကြောက်ကြတယ်ဟုတ်ကျွန်တော်ကပြောလိုက်ရာကိုနင်းမောင်ကဗုဒ္ဓဘာသာဝင်တွေမဟုတ်လားဗျာကိုကြောင့်တစ်ဖက်သားဒုက္ခရောက်မှာကိုသိပြီးစိုးရင်ကြတာဗျာမဆိုင်တဲ့ဘေးလူကိုမဆိုထားနဲ့ အသက်ခံရတဲ့ဆွေမျိုးများကတော့တသက်မလိုက်ချင်ကြဘူး။တည်တဲ့လူကလည်းပြန်ရှင်လာမှမမဟုတ်ပဲတသက်ကိုနှစ်သိမ်းဖြစ်ပါစေနဲ့တော့ဒီနေ့စလို့တည်တာပဲလို့သဘောထားနိုင်တော့အောင်ကိုသဘောထားကြည့်တဲ့လူမျိုးများခုကိုနေမောင်က ပြောလိုက်လေ။မောင်ဖိုးကိုမိရင်အမှုက ပေါ်ပြီးတော့ကိုနေမောင် မောင်ဖိုးကိုကျုပ်ကမမိစေချင်သေးဘူးဗျ။မောင်ဖိုးကိုမိရင်အမှုကပေါ်ပြီးရှုပ်ထွေးကုန်လိမ့်မယ်။ဟုတ်ကဲ့နေမောင်က ပြောလေမဟုတ်ဘူးလေဗျာသူ့ကိုရှာပြီးဖမ်းထားလိုက်မယ်ဗျာမကောင်းဘူးလားခုကျွန်တော်ကမေယာကိုနေမောင်က မရှာပါနဲ့ဗျာဒီကောင်ကျုပ်တို့စီရောက်လာပါလိမ့်မယ်လူဘမဝါသေးလို့ရှောက်ပြေးနေတာပါခုစောကကျွန်တော်နဲ့လမ်းခွဲသွားရတော့ဤကျွန်တော်လဲမော်တော်ကားထားခဲ့သောသွေးစေးကမုတ်စီတို့ပြန်ခဲ့ပြီးနောက်အင်းစိန်တို့မောင်းခဲ့လေတော့တည်းနောက်နေ့၌ကျွန်တော်ဒီခိုက်ပြင်းပြင်းရှိသည့်အပြင်လူသံမှုနှင့်ပတ်သက်၍လဲဇာပလင်နှင့်မောင်ဤထင်မြင်ချက်ကိုသိလိုသည်နှင့်ဇာပလင်နှင့်မောင်ဤထံရာ295ဗိုလ်လင်းလန်းတို့အလဲပတ်ရောက်ရှိခဲ့လေတော့ဤ တို့ရရှိသွားသည့်အချိန်၌ကိုနေမောင်သည်တရောပြားကလေးတစ်လက်ကိုထိုးလျက်ရှိလေ၏။တို့ကိုမြင်လင်ကိုနေမောင်ကထိုင်ရန်ပြောဆိုလျက်တရောကိုဆက်၍ထိုးနေလေ၏။တို့လည်းထိုင်၍ကိုနေမောင်၏တရောဆံကိုနားထောင်ရင်းနင်မြော၍နေမိလေ၏။ကိုနေမောင်သည်တရောကိုကျင်းတ်သည့်အထိထိုးပြီးနောက်ဘယ်လိုလဲအိုင်သည်။ခုကျွန်တော်အားနှုတ်ဆက်လိုက်လေ၏။ခမရတရောဆံကိုနားထောင်ရာတိုင်းကျုပ်စိတ်ထဲမှာတမျိုးကြီးပဲဗျာ။ငူးကျင်တလိုလိုကြီးပဲ။ခုကျွန်တော်ကပြောလိုက်ရာကိုနေမောင်ကပြုံးလိုက်လေ၏။ဒေါ်ကန်၌ ျွန်တော်သတိပြုမိသည့်အချက်ကိုကိုနေမောင်အားမေးမိလေ၏။ဒါနဲ့မိဘောင်းအန်စီကိုနေမောင်ရဲ့ခမတရားမထုတာကြာပြီနော်။ဂျင်စာပြည့်သွားပြီလေအိုင်ပြီ။ခုကိုနေမောင်က ပြန်၍ဖြေလေ၏။ဂျင်စာ ဟုတ်လား။ဘာဂျင်စာလဲဗျ။ခုကျွန်တော်ကမေးမြန်းရပြန်၏။ဒီလိုအိုင်ပြီ။ဟောဒီကတရော့ကလေးရဲ့မူလပန်ရှင်က သူတည်သွားတဲ့အခါမှာတရော့ကိုရရှိသွားတဲ့သူဟာသူ့ရဲ့ဂျင်စာတိုင်းလိုက်နာရမယ်မလိုက်နာရင်ဘာဖြစ်ပါစေညာဖြစ်ပါစေနဲ့ရေးထားလိုက်တာစုံနေတာပဲဗျာ အဲ့ဒီကျင်စာကိုတရော့ထဲ့တဲ့ဘူးကလေးတွင်းမှာရေးပြီးကတ်ထားတယ်ဗျသူ့ရဲ့ကျင်စာမှာတရော့ကျိုးပြတ်သွားရင်တစ်နှစ်အတွင်းကျိုးသစ်မလဲရဘူးဆိုတာပါတယ်ဒါကြောင့်ဟိုတခါကျိုးပြတ်သွားကြတဲ့အခါကျိုးသစ်မလဲပဲစောင့်နေရတာဗျို့ခုကောင်နေမောင်က ရှင်းပြလေအိုင်စေခမရကကျင်စာတွေဘာတွေကိုယုံသလားဗျခုကျွန်တော်ကမဲလေရကောင်နေမောင်ကကျင်စာတိုင်းကိုမယုံပါဘူးဗျဒါပေမဲ့လို့အလုပ်တစ်ခုခုကိုဆွဆွနေနေလောက်တဲ့လူတွေရဲ့ကျင်စာကိုတော့ယုံတယ်ဗျို့ခုပြန်၍ပြောလေဤ တို့အချိန်၌အသက်ကိုနှစ်အရွယ်ယောက်ျားကလေးတယောက်သည်ကျွန်တို့ရှေ့ရာသို့ရောက်ရှိလာပြီလင်ဥလိဥလိဒီအင်ကြီးဟာစုံတော်ကြီးစာပလင်းနှင်းမောင်ရဲ့အင်ဟုတ်ပါတယ်နော်ခုမေးလေ၎င်းကလေးသည်သရင်္ကာများကိုဝိပိုက်ထားသည်ဖြင့်သရင်္ကာရောက်သောကလေးတို့ဖြစ်နေကြောင်းသိရလေဟုတ်ပါတယ်ကလေးစုံတော်ကြီးစာပလင်းနှင်းမောင်ရဲ့အိမ်မှာပဲဘာကိစ္စရှိလို့လဲခုကျွန်တော်ကမေးလိုက်ရာကလေးကအမှုအချင်းလိုပါဥလိခုဆိုလေအမှုအမဲ့လူကဘယ်မှာလဲကွာခေါ်ခဲ့လေ ခုကျွန်တော်ကပြောလိုက်ပြန်ရာထိုကလေးကကျွန်တော်ပါပဲကျွန်တော်အမှားပါခုဆိုလေဟိတို့ကြောင့်ကျွန်တော်ကကိုနေမောင်အားအန်စီအမှုလာပြီးအတားကတော့အေယာမလူကြီးလူကောင်းပဲပြောအမှုကတော်တော်ကြီးလိမ့်မယ်ထင်တယ်ခုပြောလိုက်ရာကိုနေမောင်ကစုံတရားပြောဆိုခြင်းထင်မြင်ချက်ပေးခြင်းမပြုဘဲပြုံးရိပ်သားနေလေဟိကျွန်တော်ကအမှုလာအပ်သောလူကြီးလူကောင်းအားခုံနဲ့ထိုင်စေ၍နေစမ်းပါဦးကွာမင်းအမှုကဘာမှုလဲခုမေးရလေတော့ဤ ကျွန်တော်မှမဟုတ်ပါဘူးကျွန်တော်ကသတင်းစာရောင်းတာပါပြီးတော့ရထားတဲ့မော်တော်ကားတွေကိုအဝတ်နဲ့ဖုံးထုတ်ပေးပါတယ်အဲ့ဒီလိုဖုံးထုတ်ပေးရင်မော်တော်ကားပိုင်ရှင်တွေကကျွန်တော်ကိုမုံမိုးပေးပါတယ်ခုကလေးကသွက်လက်စာပြန်၍ဖြစ်လေ၏ဒေါ်ကာကြမှာပင်ကလေးငယ်ဤခါ၌ခြေဆွဲထားသောအဝတ်စာကိုသတိပြုမိလေ၏ထိုအဝတ်စာဖြင့်မော်တော်ကားဖုံးထုတ်ခြင်းဖြစ်ပေလိမ့်မည်ရောက်ပါအောင်ကွာခုကျွန်တော်ကကလေးအားပြောခိုင်းလိုက်ပြန်၏နိလေကကျွန်တော်စကောစီနာမှာရထားတဲ့ကားတွေကိုဖုံးထုတ်ပေးနေတော့ကျွန်တော်နာမှာ ကားတစ်စီးလာပြီးရက်တယ်အဲ့ဒီကားပေါ်မှာ အမကြီးတယောက်ပါတယ်နောက်ခုံမှာထိုင်တယ်သူ့ဘေးမှာလူကြီးနှစ်ယောက်ထိုင်ပါတယ်ရှေ့မှာတော့မောင်းတဲ့လူနဲ့ဘေးကလူတယောက်ပါတယ်အဲ့ဒီမကြီးကမျက်ရည်တွေကျနေပါတယ်ကျွန်တော်ကသူကအလံမတွေဖဲပလိပလိအဲ့ဒီလိုနှုတ်ခမ်းနဲ့ပြောပါတယ်အပန်ကတော့လုံးဝမထွက်ပါဘူးဒါပေမဲ့အဲ့ဒီမာကြီးကိုလူစိုးတွေဖမ်းသွားတာဖြစ်မယ်ဗျ။ကားနံပါတ်က R 1051ပါ။ကားကအော်စတြေးလျကား အယောင်ကအနက်ပါခမရှေ့မှာထိုင်နေတဲ့လူကမုတ်စိမ်မွေးနှခမ်းမွေးရိပ်ပြီးကားစခမရမုတ်စိမ်မွေးလည်းပြောင်းနေတယ်မိစိမ်မလည်းပေါန်တာမုတ်နင်းနေပေးနေတယ်ခုကလေးကပြောလေဒေါ်ကာ၌ကိုနေမောင်ကတောက်လက်စစီကရက်ကိုဗဇက်တွင်းမှဖြုတ်၍မုတ်စိမ်မွေးရိပ်ပြီးကားစမိစိမ်မရိုက်ပေးလိုက်တဲ့ပေါန်တာမုတ်နေတော့မစင်သေးဘူးဟုတ်လားခုမေးလေတကယ်ကလေးကဟုတ်ပါတယ်ကိုကြီးခုပြန်၍ဖြေလေကောင်းပြီကလေးအဲ့ဒီလူကြီးမုတ်စိမ်မွေးရိပ်ရင်ဘယ်ဆိုင်မှာရိပ်မလဲ ခုကိုနေမောင်ကမိတ်လိုက်ရင်တငယ်ကလေးကစကောစည်းလေးကဆိုင်မှာရိတ်တာမဟုတ်နိုင်ဘူးအဲ့ဒီမှာမုတ်စိမွေးရိတ်ပြီးရင်ပေါန်နာမုံတော့တုတ်ပေးပါတယ်ဒါပေမဲ့အဝတ်နဲ့ပြန်ပြီးတုတ်ပေးတယ်ပြောင်းအောင်တုတ်ပေးရတယ်မပြောင်းရင်ဆိုင်ရှင်ကသူ့ရဲ့သဘင်ညာသမားကိုဆူတယ်တခြားကလားဆိုင်မှာရိတ်တာလည်းမဟုတ်နိုင်ဘူးကလားဆိုင်မှာမုတ်စိမွေးရိတ်ပြီးရင်ပေါန်တာမထည့်ဘူးကြောက်ချင်တုံးနဲ့ပဲပုတ်ပေးတယ်ခုဆိုလေဒီလိုဆိုရင်ဘယ်မှာမုတ်စိမွေးရိတ်ခဲ့တာလို့မင်းထင်လဲ စစ်ကောင်စီပြင်ဘက်မှာထိုင်ကုန်လေးတွေနဲ့မုတ်ဆင်မွေးရိတ်တဲ့ကလားတွေရှိတယ်ကိုကြီးသူတို့ကမုတ်ဆင်မွေးရိတ်ပြီးရင်ပေါန်တာမွန်တုတ်ပေးတယ်ဒါပေမဲ့ပြောင်းအောင်တုတ်မပေးဘူးခမညာစစ်ကောင်စီပြင်မှာအဲ့ဒီလိုခုံကလေးနဲ့မုတ်ဆင်မွေးရိတ်တဲ့ကလား၃ယောက်ရှိတယ်ဈေးနိုင်ငံနဲ့အနည်းဆုံးမှာမုတ်ဆင်မွေးရိတ်တဲ့ကလားကဆေးကြောက်ရှူတယ်သူရိတ်ပေးရင်အများရန်ဓာတ်ထိတတ်တယ်ကားပေါ်ကလူရဲ့မေးစင်မှာဓာတ်ထိထားတာကိုတွေ့ရတယ်ဒါကြောင့်ဆေးကြောက်ရှူတဲ့ကလားစီမှာရိတ်လာတာဖြစ်နိုင်ပါတယ်ဦးလေး ခုတငယ်ကလေးကပြောလိုက်ရာဇာပလင်နေမောင်ကကျွန်တော်အားလှမ်းကြည့်ပြီးလျင်ပြုံးပြလိုက်လေ။နောက်ထပ်မင်းအင်းနဲ့ဘာပြောနိုင်သေးတယ်လဲကွာ။ခုကလေးမောင်ကမေးလေ။နောက်မှပါလာတဲ့လူက secret တို့လေးကိုပြစ်ချခဲ့တယ်။အဲ့ဒီ secret တို့လေးကိုကျွန်တော်ပေါက်ယူခဲ့ပါတယ်။ခုဆိုကသတင်းစာဖို့ပိုက်ဆံအကြွေထဲသည့်တန်ဘူးကလေးအတွင်းမှ secret တို့ကလေးကိုထုတ်ယူ၍ကျွန်တော်တို့ရှေ့ရှိသပွဲပေါ်သို့တင်လိုက်လေ။ကိုယ်နဲ့မောင်လဲ secret တို့ကလေးကိုကောက်ယူ၍ကြည့်ရှုပြီးလင်ပြန်၍ခြားရရင်စူးစမ်းမအောင်ကွာ ဒီ secret တို့လေးနဲ့ပတ်သက်ပြီးမင်းဘယ်လိုထင်တယ်လဲခုမေးလိုက်လေ secret ကအပေါ်စားစင်ရစိတ် secret ဗျကားထွက်ကားစားမှာမိကြီးကမဖြစ်နိုင်ဘူးစကော်စီမှာကားရက်တဲ့နေရာကလေကျွန်တော်ရှိတဲ့နေရာကိုရောက်ဖို့ကနီနီကလေးပဲကားထွက်ကားစားမှာမိကြီးကဆိုရင်အခုလောက်တို့ဖို့မရှိဘူးခင်ဗျကားပေါ်မှာထိုင်ပြီးတောက်နေတာဖြစ်ရမယ်ကားကိုရက်ထားပြီးဈေးထဲမှာသွာလာနေတော့တောက်တာလည်းမဖြစ်နိုင်ဘူးသူတို့ဟာဟိုအမကြီးကိုဖမ်းရမှာဆိုတော့တိတ်အရေးကြီးတဲ့အတွက် ဆစ်လေးတော့ဖို့သတိရမှာမဟုတ်ဘူးတကယ်လို့သွားရင်းလာရင်တောက်တာပဲထားပါတော့ဟိုအမကြီးကိုဖမ်းတဲ့အခါမှာ secret တို့လွတ်ပြမိမှာပဲဒီတော့ဒီလူကြီးကကဘော်ကထိုင်ဆောင်ရင် secret တောက်နေတာဖြစ်ရမယ်နောက်တစ်ခုကဒီလူကြီးဟာ secret အမြဲတမ်းမတောက်ဘူးခမဆစ်ဖို့လေးတောက်တဲ့လူဖြစ်ရမယ် secret အမြဲတမ်းတောက်တဲ့လူက secret ကိုလက်နဲ့တအားမညှစ်ဘူးခမလက်နှချောင်းနဲ့အသားလေးညှက်ထားတာစီဘောလေးတောက်တဲ့လူကလားစီဘောလေးကိုညှက်တယ်လို့မျိုးစီးကရက်မှညှက်တော့စီးကရက်ဟာ လက်နဲ့ညှက်တဲ့နေရာမှာခတ်သိနေတယ်ပြီးတော့ကားပေါ်မှာဆောင်ရင်စီးကရက်တောက်နေတာကတယောက်မုတ်ဆိတ်ရေးရင်စောင့်နေတာကတယောက်လို့စဉ်းစားရင်ဒီလူကြီးတွေဟာလူခွဲပြီးစောင့်နေကြတာဖြစ်ရမယ်လူခွဲပြီးစောင့်နေတာဆိုတော့အမကြီးကတတ်တတ်လာတာဖြစ်ရမယ်တတ်တတ်လာတာဖြစ်တဲ့ပြင်စောင့်နေကြရတယ်ဆိုတော့အမကြီးဟာဆိုင်နေတဲ့ကိုဝင်သွားပြီးတော်တော်ကြာကြာနေမယ်ဆိုတာလူတွေကသိလို့ဖြစ်မှာပေါ့ဒီတော့စားတော့ဆိုင်လည်းမဖြစ်နိုင်ဘူးစားတော့ဆိုင်ဆိုရင်မုတ်ဆိတ်မွေးရေးပြီးစောင့်နေကြမလို့ဘူး ဒီတော့အင်္ဂလိပ်မတွေဖွင့်ထားတဲ့ဖက်ရှင်ဆိုင်ကိုဝင်တာပဲဖြစ်ရမယ်ဖက်ရှင်ဆိုင်ကိုဝင်ရင်သပင်ပုံဖြိတာရယ်အဝတ်အစားဝတ်ပေးတာရယ်မျက်နှာကိုအလှလုပ်ပေးတာရယ်ဆို စုစုပေါင်းတနအီလောက်ကြတယ်ခင်ဗျာအဲ့ဒီအင်္ဂလိပ်မတွေရဲ့ဖက်ရှင်ဆိုင်မှာဖက်ရှင်လာပြီးဝတ်တဲ့လူအလှပြင်တဲ့လူတွေရဲ့စီရင်ကိုဆိုင်ရှင်ကလှုပ်ထားတယ်အဲ့ဒီဆိုင်မှာမေးကြည့်ရင်အမကြီးရဲ့နာမည်ကိုသိရမှာပဲဟုတ်ပြောရိပ်ကလေးတန်ငယ်ကအမောဖြေလေကြီးကလေးရမင်းကမော်တော်ကနံပါတ်ကိုမှတ်ခဲ့တာတော့ဟုတ်ပါပြီ ဒါပေမဲ့လူစိုးတွေကကန့်နံဘက်ကိုပြောင်းပြီးတထားနိုင်တယ်ကွာခုကိုနေမောင်ကပြောလိုက်ရာကလေးတငယ်ကကျွန်တော်လဲအဲ့ဒါကိုစဉ်းစားမိလို့သူတို့ရဲ့ကားကိုပက်ဆန်မူးစေးနဲ့အစင်းကြီးဖြစ်အောင်ချစ်လွတ်လိုက်တယ်ခမခုပြောလိုက်ရင်ကိုနေမောင်ကကျွန်တော်အားလှမ်း၍ကြည်ပြီးနောက်နည်းနည်းကလေးငယ်နေလို့ဗျာနှုတ်မရင်သူ့ဘာသာလိုက်ခိုင်းရင်တော့ဒီအမှုကပေါ်တော့တယ်ခုပြောလိုက်လေကိုနေမောင်ကြီးခမကလည်းသက်ရှိထင်ရှားရှိနေပြီလို့သာပဲ နှုတ်မယင်တော့ဒီကလေးကိုစာပလင်းနှင်းမောင်းလူဝင်စားလို့တောင်ထင်မိမှမှန်ပဲပြောဟုတ်ပြောလိုက်ရာကိုနှင်းမောင်းကသဘောကျစွာတဟာဟာရေမောလေတော့ဤနေပါဦးကွာဒီဥစ္စာကက်ကိုတန်ရမှာပဲမင်းကဘာဖြစ်လို့စာပလင်းနှင်းမောင်းကိုလိုက်ရှာနေရတာလဲဟုတ်ကျွန်တော်ကမဲလဲရာထိုးတငယ်ကလေးကကက်ကပလေးတွေကဒီအမှုမျိုးလက်နေမှာမဟုတ်ပါဘူးဦးလေးသူတို့ကဖဲရိုက်မှုရန်ပြစ်မှုလောက်ပဲအလုပ်လုပ်တတ်တာပါ ဟုတ်ကလေးတငယ်ကပြန်၍ပြောလေဒီလိုဆိုရင်လဲကွာအင်းစင်စီရင်ဒီကိုသွားပြီးပြောရမှာမဟုတ်လားဟုတ်ကျွန်တော်ကပြောလိုက်ပြန်ရာတငယ်ကလေးကစီရင်ဒီကစုံတော်တွေကလူပြင်းတွေလို့ကြားဘူးတဲ့သူတို့ကိုအင်္ဂလိပ်စုံတော်မင်းကြီးကခိုင်းမှအလွတ်လွတ်တယ်ဆိုပဲစုံတော်ကြီးစာပြင်းနှင်းမောင်ကတော့ဒီလိုမဟုတ်ဘူးဘဲမှုကိုပဲဖြစ်ဖြစ်ဘဲသူကခိုင်ခိုင်မခိုင်ခိုင်လူစိုးတွေကိုမိအောင်ဖမ်းနိုင်တယ်လို့ကြားဘူးလို့ပါဟုတ်ငယ်ကလေးကပြောလေ ီကောင်လေးမျိုးကတော့ကျွတ်တို့ CID ကိုတပြားကမှအထင်မကြီးပါလားဟုတ်ကျွန်တော်ကကိုနေမောင် အားပြောလိုက်ရာကိုနေမောင်ကပြုံးလိုက်သည်ထို့နောက်ကျွန်တော်ကမင်းတွေ့ရင်လေဆွန်တော်ကြီးစာရင်းနေမောင်ဆိုတာသူပဲဟုတ်ကျွန်တော်ကကိုနေမောင် အားရှင်ပြလိုက်ရာတငယ်ကလေးကဦးလေးတို့နေရောက်မှာဦးလေးဟာစာရင်းနေမောင်မဖြစ်နိုင်ဘူးဆိုတာကျွန်တော်သိပါတယ်ဦးလေးကဗိုက်ပူတယ်ပါဖောင်းတယ်ဟုတ်ကျွန်တော်အားမညာမတာတွေ့လေတော့ဤဟုတ်ကောပါဖောင်းတာနဲ့ဘာဖြစ်လို့စာရင်းနေမောင်မဖြစ်နိုင်ရမှာလဲကွာ ဟုတ်ကျွန်တော်ကမဲလဲရတငယ်ကလေးကပဖောင်းရင်ညံမရှိဘူးခမရာခွက်လဲဒီလိုပဲရာခွက်ဆိုတာကကျွန်တော်လိုပဲသတင်းစာပို့တဲ့ကောင်ပါဒီကောင်ညံမရှိဘူးခမဟိုတလေးကသူနဲ့ကျွန်တော်လမ်းမှာထိုင်နေကြပြီးလမ်းသွားတဲ့လူတွေကိုဘာအလုပ်လုပ်စားသလဲလို့မေ့ကြည့်ကြတယ်လူကြီးတယောက်ကသူရဲ့အိမ်ကြီးကိုဆွဲပြီးလာတယ်ရာခွက်ကဆရာဝန်လို့ပြောတယ်လူကြီးရဲ့လက်ထက်မှာကစက်ကူအိမ်နဲ့ထိတ်လာတဲ့အပေါ်အိမ်ကြီးအနက်ကိုတွေ့ရတယ်ပြီးတော့အဲ့ဒီအိမ်ကြီးနဲ့အတူဖိုင်ရွဲတွေလည်းတွေ့ရတယ် ကျွန်တော်ကရှင့်နေကြီးလို့ပြောတယ်။သူနဲ့ကျွန်တော်နှစ်ယောက်သားညင်ခုံကြပြီးအဲ့ဒီလူကြီးစီပြေးပြီးဥလိဥလိဥလိကရှင့်နေကြီးလားဆရာဝန်ကြီးလားလို့မေးကြည့်တော့ငါကရှင့်နေကြီးပါကွာ။အဲ့ဒီလူပြောတယ်ဥလိဟုတ်ဆိုလေ။အေးမင်းက CND ကိုအထင်သေးလို့စုံတော်ကြီးစာပလင်းလင်းမောင်စီမှာအမှုလာအပ်တာကဟုတ်ပါပြီ။အမှုလိုက်ခါပိုက်ဆံပေးရမယ်ကွာ။ဟုတ်ကျွန်တော်ကအတီပေါင်းနဲ့ပြောလိုက်လေ။ငယ်ကလေးဒီသူဤတန်ဖိုးကလေးတွင်မှပိုက်ဆံကြွေကလေးများကိုထုတ်၍ကျွန်တော်အားပေးလေ၏ နေ့တိုင်းလာပြေးပါမယ်ဦးလေးဘယ်တော့ပဲကြကြကြတော့ကိုမကြည်မချင်းလာပြေးပေးပါမယ်ခုပြောရှာကြီးနေပါဦးကွာအဲ့ဒီကိစ္စကမင်းနဲ့မဆိုင်ပဲနဲ့မင်းကဘာဖြစ်လို့ရတဲ့ကဒုက္ခခံကြရတာလဲကလေးရဲ့ခုကျွန်တော်ကပြောလိုက်ရထိုကလေးကကျွန်တော်ကိုမော့ကြည့်ပြီးလင်းဒုက္ခရောက်နေတဲ့သူကိုကူညီရမယ်ကျွန်တော်ကိုအမကြီးကပြိတ်ခေါ်ပေးဖို့ပြောသားတာပဲကျွန်တော်လည်းဆိုင်တာပေါ့ဦးလေးကပိုက်ဆံမပေးမှဆိုလို့လားကျွန်တော်မလိမ်ပါဘူးကျွန်တော်ထင်မဲ့တဲ့နဲ့ရှော့ပြီးစားမယ်အဲ့ဒီထင်မဲ့ဘိုးကိုလာပြီးပေးမယ် ဟုပြောလေဒေါ်တော်ပြောရ၌ဒေါ်သာအနှငယ်ဖြစ်၍နေပုံရလေကျွန်ုပ်ကပိုက်ဆံမရမည်ဆိုသည်ဖြင့်ဝင်၍ကန့်ကွက်သည်ဟုလည်းထင်မှတ်နေသည်သူအားငွေကြေးကိစ္စအတွက်မယုံမကြည်ရှိရပါမည်လို့ဟုစိတ်၌ခံစားလိုက်ရသည်ဖြင့်မျက်ရည်အနှငယ်ဆွ၍နေလေဒေါ်ကစားပြင်းလင်းပေါင်းသည်တငယ်ကလေးဤဥကောင်းကိုလက်ဖြင့်ပွေရင်ပိုက်ဆံပေးဖို့မလိုပါဘူးကွယ်အခုလိုဘေးအန္တရာယ်နဲ့ကြုံတွေ့နေရတဲ့လူတွေကိုကယ်တင်ဖို့တာဝန်ဟာဥလိရဲ့မွေးရပါတာဝန်ပါပဲ။ဒါနဲ့နေပါဦး။ မင်းနာမည်ကဘယ်လိုခေါ်သလဲကွယ်ဟုမေးလိုက်လေကျွန်တော်နာမည်မိုးသီးပါ မိုးသီးလေလားသိကောင်းတဲ့နာမည်ပဲကွာဟုတ်စာပြင်းလင်းမောင်ကပြောရင်ကျွန်တော်ဘက်တော့လက်က IBA မိုးသီးဆိုလို့မမင်းပြူမှုတုံးကပါတဲ့ကုမိုးသီးကိုသတိရတဲ့ဗျာဟုတ်ပြောလိုက်လေအမှန်စင်စစ်အားဖြင့်ကိုနေမောင်လဲတခါကညာညာသာတာတေဆိုတော့သူအဖန်းစီရန်အတွက်ရုပ်ဖြက်ကနာမည်ကိုလဲမိုးသီးဟုပြောင်းခဲ့ဘူးသည် မမင်းပြူအမှုအတွင်ပါဝင်သည့်မိုးသည်ဆိုသူမှလည်းကိုနစ်မောင်နေနှင့်လွင်စွာလေးစားခြင်းရှိသောယောက်ျားပိသားသည့်စိတ်ဓာတ်ပိုင်ရှင်လူစိုးကြီးဖြစ်လေသည်မိုးသည်ဆိုတဲ့နာမည်ကတော့ရည်စက်ကိုမကုန်ဘူးဗျခုကျွန်တော်ကပြောလိုက်လေအေးအဲ့ဒီနာမည်နဲ့ကျုပ်တို့နဲ့ကဘယ်တသဘောလဲမသိပါဘူးဗျာအများကလူတို့တက်ဆိုင်နေတော့တာပဲဘာပဲဖြစ်ဖြစ်ဟောဒီမိုးသည်ကလေးကလည်းမခေရေးချမခေကလေးဗျာထူးကျင်လိမ့်မယ်ထင်တယ်ဟုတ်ကိုနေမောင်ကပြောလေမှတ်ချက် ယူဆိုကြီးမိုးဒီပါဝင်သောမမင်းဖြူအမှုကိုလည်း1998ခုနှစ်တွင်ဇာပလင်နေမောင်နှင့်မမင်းဖြူမှန်မှန်ပြောဟုသောအမည်ဖြင့်ဝတ္ထုရေးသား၍ညံဝင်းစာပေမှထုတ်ဝေခဲ့ပြီးဖြစ်ပါသည်ထိုဝတ္ထုအားသစ္စာမေတ္တာရွှေမန်းမိသားစုတပင်အဖွဲ့ကြီးမှလည်းပြဇက်အဖြစ်ကပြခဲ့သေးသည်ဇာပလင်နေမောင်သည်မိုးဒီဟုအမည်ပြောင်းကအမှုလိုက်ခဲ့သော အကြောင်းအရာတို့ကိုလည်းဇာပလင်နှင့်မောင်နှင့်မြန်ရစာဒါရီဝိထု၌ရေးသားဖော်ပြထားပါသည် ၎င်းဝိထုကလည်း1986ခုနှစ်တွင် ထုတ်ဝေပြီးဖြစ်ပါသည် စာရေးသူဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးမင်းသိန်းခါဤစာပလင်နေမောင်နှင့်ပြဆွဲသောမိုးစေ့ဆိုတဲ့ဝိထုစာအုပ်ကိုအပိုင်း၃နေဖြင့် ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းလေးမှာရန်လေဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ